ာနာတိုက်ထတဲ့စစ်ကောင်စီဟာလာမယ့်ဇွန်လ25ရက်ကနေ29ရက်နေ့အထိ3ရက်သာငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကိုနေပြည်တော်မှာကျင်းပသွားမယ်လို့စစ်ရဲနဲ့နိုင်ငံရေးအတိုင်းအဝိုင်းကနေသိရပါဗျ။အဲ့ဒီဆွေးနွေးပွဲကိုနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပသွားမှာဖြစ်ပြီးလူဦးရေ200ကျော်ကိုဖိတ်ထားတယ်လို့သိရပါဗျ။ဆွေးနွေးပွဲကောင်းစဉ်ကိုတော့ Peace Forum လို့ပေးထားကြောင်း NCA ထုတ်ထားတဲ့ပို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ်မှဥက္ကရာပုံမှုကြီးခွန်အောက်ကပြောပါဗျ။ဩစင်မပြီးတော့တော့ပါ Peace ဖိုရမ်လို့ခေါ်တယ်နော်နှကောင်းစင်ရတာပြီးဆိုတာနှစ်၃ညနှစ်၅ပေါ့နော်အရင်မတ်လတော့လောက်တဲ့ peace အာရဲ့အဆက်ပေါ့ peace stock မတ်တော့တော့နှစ်ဆယ်လေးနှစ်ဆယ်ငါးနှစ်ဆယ်ကျော် peace stock ဆိုပြီးတော့၃ရက်လောက်ခုတယ်အခုကတော့ peace forum ဆိုပြီးတော့၃ရက်ဟိုလူနေရာကျော်တော့ဖိတ်ကြတယ်ကျော်အဓိကတော့နိုင်ငံတကာဖွဲ့စည်းတယ်ပေါ့ peace forum ဖွဲ့ပွဲကိုစစ်ကောင်စီကောင်းဆောင်ကတက်ရောက်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။လူနေရာကျော်ဖိတ်ထားတဲ့အထက် ော်လိုင်းရေးအင်အားစုတွေပါဝင်မှု ရှိမရှိဆိုတာမသိရတော့လဲပြီးခဲ့တဲ့ Peace Talk ဆွေးနွေးပွဲကတော့တော်လိုင်းရေးအင်အားစုတွေပါဝင်တာမတွေ့ပါဘူး။သုံးရကြမယ်အဲ့ဒီဆွေးနွေးပွဲမှာတော့ရွေးကောက်ပွဲအလွန် Federal Democracy နိုင်ငံထူထောင်ရေးအကြောင်းတွေလည်းပါဝင်မယ်လို့ကြားရကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစီမှာပါဝင်လောက်ဆောင်နေသူဥခွန်ဆိုင်ကပြောပါတယ်။ကတော့လူရကျော်ဖိန်ထားဖိန်ထားတယ်လို့ပဲကြားတယ်နိုင်ငံတကာကပါရဂူတွေပါတယ်လို့ပြောတယ်เนาะ အဲ့ဒီတော့ဒါကိုကျွန်တော်တို့ဝိုင်းလို့ကြည့်ရမှာပေါ့ဒီမှာလဲသူတို့ရုပ်ကော့ပွဲကိစ္စပြောကြမယ်ရုပ်ကော့ပွဲအလွန်အဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးအကြောင်းပြောမယ်အာနောက်ငြိမ်းချမ်းရေးရရှိရေးအကြောင်းပြောမယ်အာလူသားချင်းစာနာမှုအကူအညီပေးရေးပြောမယ်။နောက်ပြတော့မှဒီပထဝီနိုင်ငံရေးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ တိုင်းပြည်ကြီးစုံစုံမြုပ်မတော်အောင်ဘယ်လိုလုပ်မလဲဆိုတာတွေဆွေးနွေးကြမယ်လို့အဲ့လိုကြားရပါတယ်စစ်ကောင်စီဟာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလက်နှစ်ကျော်ကာလအတွင်းအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့အပြစ်ရထားတဲ့အဖွဲ့တွေနဲ့နိုင်ငံရေးပါတီတွေကိုပဲဖိတ်ခေါ်ကာဆွေးနွေးမှုတွေပြုလုပ်နေခဲ့တာပါလက်ရှိမြန်မာနိုင်ငံရေးမှာလက်နက်ကင်တော်လန်တိုက်ပွဲဝင်နေတဲ့တိုင်းဒါလက်နက်ကင်တွေမပါဝင်တဲ့အတွက် စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာမဖြစ်မြောက်တာဖြစ်တယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ် Thank uh you. -huh.